DBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာ။အပတ်စဉ်ပုံမှန်တစ်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါစပ်အငားပေးဆိုင်များဖကြားခြင်းတော်တူ DBB အစီအစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြာရောက်လာပါပြီခင်ဗျာ။ဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖကြားပေးမယ့်သူကတော့မတ်တီဗီပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့မင်္ဂလာပါမတ်တီဗီ။ဟုတ်ကဲ့မင်္ဂလာပါကောင်ကျော်ရေအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ Talk to TVB စီစဉ်ဒီဒီဘက်အတွက်ထုတ်လွှင့်မဲ့ချိန်ပြန်ရောက်လာပါပြီရှင်။ ုတ်ကဲ့ပါဒီတစ်ပတ်မှာဘေးစာတွေထဲကမှာပထမဦးဆုံးဖက်ပြပေးခြင်းနဲ့ဘေးစာကတော့ဒီစကိုင်းတိုင်းကတာမြို့နယ်တွေကရေးသားပေးပို့လာတဲ့ဘေးစာနဲ့ဖက်ပြခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ DPP ဖွဲ့သားအားလုံးနေကောင်းကြပါစေကျမကကတာမြို့နယ်အင်းရွာကပါကျမတို့ကတာနယ်ကျေးလက်ဒေသတော်လန်ရေးစုမှုနယ်မြေမှာရှိတဲ့ အန်ယူဂျီအစိုးရတရားရေးဝန်ကြီးဌာနကတရားသူကြီးများအောက်ခြေမြို့နယ်အထိစစ်စစ် ကြည့်ကြပေးပါမြို့နယ်တရားသူကြီးအားလုံးကိုပြောတာမဟုတ်ပါဘူးကတာမြို့နယ်ကတရားရေးတရားသူကြီးကိုပြောတာပါ အောက်ခြေမှာလောင်ကစားတိုင်းတွေကသူတို့ငွေမရရင်တရားသူကြီးကိုတိုင်တယ်ထိုးသားတွေက ထောင်ကြပါတယ်ဒီလိုဖြစ်ပျက်နေတာတွေကို အောက်ခြေမြို့နယ်အထိစစ်စစ်ပေးပါလို့လူကြီးများများကိုပန်ကြားအပ်ပါတယ်ဆိုပြီးတော့ ဒီကတာမျိုးနဲ့အင်းရွာကရေးသားပေးပို့လာတဲ့ပေးတာကိုတော်တူ DPP စီစဉ်မှာပထမဦးဆုံးဖျက်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ရေဒီတစ်ခါကျွန်မဖျက်ပြပေးစင်တဲ့ပေးစာကတော့ ARI တိုင်းလေးမျက်နှာမျိုးနယ်ကနေပေးပို့လာတဲ့ပေးစာပါရှင်မင်္ဂလာပါတော်တူ DPP ရဲ့ ARI တိုင်းဟင်းသရခရိုင်လေးမျက်နှာမျိုးမှာရှိတဲ့မူလာရန်ကျောင်းတွေမှာလစာထုတ်တဲ့အခါဝန်ထမ်းတွေရဲ့လစာတွေကငွေကြေးဖြတ်တောက်မှုတွေများလာပါတယ် ကုန်စည်နှုန်းတွေကြီးမြင့်လာတဲ့အတူចောင်းစုခေါင်းဆောင်တွေကပညာရေးဝန်ထမ်းပေါ်ဖြတ်ငွေတွေလည်းတိုးပြီးဖြတ်နေပါတယ်တဲ့ပြီးခဲ့တဲ့အော်တိုဘာလ31ရက်နေ့မူလာရန်ចောင်းတွေရဲ့လစာဖြတ်ငွေက9600ကျပ်ဖြစ်ပါတယ်အခုလိုဝန်ထမ်းတွေရဲ့လစာငွေတွေမဖြတ်စေဖို့သက်ဆိုင်ရာတာဝန်ရှိသူတွေကဆောင်ရွက်ပေးစေလိုပါတယ်အလဲတန်းအထက်တန်းចောင်းတွေမှာတော့ဖြတ်ငွေကအနည်းငယ်သာရှိပြီးမူလာရန်ចောင်းတွေရဲ့ဖြတ်ငွေကအလွန်များပြားနေပါတယ် ။နောက်ပြီးဒီလိုဖြတ်တဲ့ငွေတွေရဲ့ခေါင်းစဉ်အသေးစိတ်ကိုလည်းဖော်ပြထားတာမရှိပါဘူး။ဒါကိုတာဝန်ရှိတဲ့သူတွေသိရှိရအောင်တော်တူ DBB ကနေတစဉ်ဖတ်ကြားပေးပါ။တော်တူ DBB အဖွဲ့သားများမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဆိုပြီးတော့ရင်ဖွင့်ရေးသားလာပါရှင်။ဟုတ်ကဲ့ပါမတီကျွန်တော်ဆက်ပြီးတော့ဖျက်ပြပေးမယ်နောက်ထပ်ပေးတာတောင်ကလည်းကတာမျိုးနေတဲ့ကရေးသားပြပူလာတဲ့ပေးတာပဲဖြစ်ပါတယ်ခင်ဗျာဒီတစ်ခါရေးသားပြပူလာတဲ့ပေးစာကတော့မင်္ဂလာပါတော်တူ DPP ကျမတို့ကတာနေမှာ နိုဗင်ဘာလ2ရက်နေ့ကနေခုစာကို ပြစ်ပို့တဲ့နိုဗင်ဘာလ6ရက်နေ့ထိမိုးရေရွာသွန်းနေပါတယ်။အဲ့ဒီလိုမိုးရွာပြီးရေတွေကြည့်လို့ရေသိမ်းတောင်သူတွေရဲ့ပဲနှံစပားတွေရေကြောင့်ပျက်စီးလို့တောင်သူတွေခတ်တွေ့နေရပါတယ်။မြန်မာပြည်ကြီးလည်းအများဆုံးအေးချမ်းပါစေအားလုံးအဆင်ပြေကြပါစေလို့ဆုတောင်းလိုက်ရပါတယ်။ဆိုပြီးတော့ဒီမှာဒီကျွန်တော်တို့ဒီကတာနေထဲမှာမိုးရေရွာသွန်းလို့စပားဆိုင်အေကာတွေလေတွေဒီနံတွေ ရေနှင်းမြုပ်နေရတဲ့အကြောင်းရေသားပစ်ပို့လာတဲ့ပြင်ဗီဒီယိုဖိုင်နဲ့ပါပစ်ပို့လာပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုပစ်ပို့လာတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ပြည်သူအစားပါဇက်အငှားပေးစာများဖတ်ကြားခြင်းတော်တူ DPP စီစဉ်ကိုစာရီရေသားပစ်ပို့တော့မယ်ဆိုရင်ကုဒေတာကုပဝန်ကျင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုရေဖွင့်စာရီမဟုတ်ဘဲနဲ့တပ်ပုံတွေဗီဒီယိုဖိုင်နဲ့ပါပူတွဲပြီးတော့ရေသားပစ်ပို့လို့ရပါတယ်ခင်ဗျာရေးသားပြပို့တော့မယ်ဆိုရင်တော့အီးမေးလ်ကနေတဆင်ရေးသားပြပို့တော့မယ်ဆိုရင် www.dvv@gmail.com ကနေရေးသားပေးပို့နိုင်ရပါတယ်။ Facebook ကလည်းရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com မြင်းဆောင် .2dvv ရဲ့ messenger ကနေတစ်ဆင့်ရေးသားပေးပို့လို့ရပါတယ်။ Viber ဖုန်းနံပါတ်ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8112 946395ကိုရေးသားပေးပို့နိုင်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါကိုအောင်ကျော်ရေဒီတစ်ခါကျွန်မဖတ်ပြပေးခြင်းနဲ့ပေးစာကလည်း ARI တိုင်းထက်ရပေးစာပါပဲရှင့်မင်္ဂလာပါတော့တူတူ BB ရေကျွန်တော်ကတော့ ARI တိုင်းဒေသကြီးဓနုပြည်မြို့နယ်ကပါကြားရတဲ့သတင်းတွေကမကောင်းဘူးဗျနောက်ပြီးဒီဇင်ဘာလမှာကျင်းပပြုလုပ်မဲ့စစ်ကောင်စီကျင်းပတဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ NLD နဲ့တော်လှန်ရေးအဖွဲ့တွေမပါရင်မဲမထည့်ဘူးလို့ပြောချင်ပါတယ်ဆိုပြီးတော့ရေးသားပြပူလာပါရှင့် ဟုတ်ကဲ့ပါအခုဆိုရင်ဒါအနာသိစစ်တကဥဆောင် ပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါအဖွဲ့အစည်းတတိယရောတော်လိုင်းအင်အားစုတွေတတိယရောဒါကမ်ပိန်းတွေအများကြီးလုပ်နေတာလဲ live မှာတွေ့နေရပါတယ်ခင်ဗျာဟုတ်ကဲ့ပါမတီကျွန်တော်ဆက်ပြီးတော့ဖကြပေးမယ်နောက်ထပ်ပေးစာတစ်သောင်းကတော့ဒီမန်လေးတိုင်းမိုးကုံးမြို့နယ်တွေကရေးသားပြပလာတဲ့ရခွင်စာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင်မင်္ဂလာပါကျွန်တော်ကတော့မိုးကုံးမြို့မှာနေထိုင်တဲ့မြို့ကန်တူဦးပါ TNL ကမိုးကုံမြို့ကနေပြန်လဲဆုတ်ခွာတော့အခုလက်ရှိအခြေအနေမှာမြို့ကန်အားလုံးကစိုးရိမ်တော့ကအများအပြားဖြစ်နေကြရပါတယ်။ပြီးတော့မြို့ကန်တွေကိုတချမ်းမှငဲမကြည့်ပဲနဲ့မြို့ကိုစစ်ကောင်စီလက်ထဲကိုထိုးအပ်ခဲ့ပါတယ်။အခုဆိုမြို့ကန်ဒီမှာကရှောင်ဖို့နေနေတတာစောင်းဝင်နေတောင်မနေပြေလည်အောင်ကြိုးစားနေကြရပါတယ်။နောက်ပြီးတော့ NUG ကလည်းဘာမှမထုတ်ပြန်မြို့ကန်ဒီအတွက်ကတော့တကယ်ကိုရင်လေးရတာပါပဲ။ အန်ယူဂျီကိုအဓိကပြောချင်တာကတော့လက်ရှိအခြေအနေမှာຫນွေဥဒေါ်လာရေးဟာတချို့အတွက်အရန်လှုပ်ရှားလို့ကောင်းတဲ့စီးပွားရေးခွင့်တစ်ခုလို့လုံနေသီးကတော့ဒေါ်လာရေးဘယ်တော့မှမအောင်နိုင်တော့ဘူးလို့ပဲထင်ပါတယ်။တကယ်ထိရောက်အောင်လို့ကိုအချိန်တန်ပါပြီလို့ပဲပြောချင်ပါတယ်။ .dot dvv ဖွဲ့သားများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်။မိုးကုမြူသားတယောက်ဆိုပြီးတော့ရင်ဖွင့်ရေးသားပေးပို့လာတဲ့ပေးတာကိုဖျက်ပြပြလိုက်ပါရစေခင်ဗျာ။ ုတ်ကဲ့ပါကောင်ကျော်ရေးဒီတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့စကိုင်းတိုင်းဆလင်းကြီးမြို့နေရပေးပို့လာတဲ့ပေးစာပါရှင်။ .2dbby တော်သားများမင်္ဂလာပါခင်ဗျာတဲ့။စာရေးသားပေးပို့လာသူလည်းမင်္ဂလာပါရှင်။ကျွန်တော်ကတနက်ပြောင်းချာကလက်ဗရောင်းသားပါခင်ဗျာ။တော်လန်ရဲဘော်တို့ရဲ့လိုအပ်ချက်နဲ့အမားဖြစ်သွားနိုင်တဲ့လောက်ရည်ကိုတင်ပြသွားမှာပါ။တော်လရေးချလာနဲ့အမြပြည်သူတွေစားနပ်ရိတ်ခါတွေစာဝတ်နေရေးခက်ခဲတဲ့ပြဿနာတွေရင်ဆိုင်လာကြတာပြည်သူပဲအတီးပါ အရင်ကကိုလှုပ်ခဲ့တဲ့အလုပ်ပဲဖြစ်ဖြစ်ကြုံရအလုပ်ပဲဖြစ်ဖြစ်လှုပ်ကြရပါတယ်။စေအောင်စုနဲ့မကင်းတဲ့အလုပ်ပဲဖြစ်ဖြစ်တရုတ်နဲ့မကင်းတဲ့အလုပ်ပဲဖြစ်စီလှုပ်ကြရပါတယ်။နောက်ဆုံးပြောချင်တဲ့စကားကတော့ပြည်သူဟာထောက်ဖို့ပါ။ပြည်သူနဲ့ပေါင်းပါ။တော်လရင်မှာပြည်သူညှို့ညင်အောင်မလုပ်ပါနဲ့အမျိုးသားညီညွတ်ရေးဆိုရရဲ့ပြည်သူကိုအကာအကွယ်ပေးတဲ့စစ်တီတော်တဦးတယောက်ချင်းစီရဲ့လိုက်နာရတဲ့ကျင့်ဝတ်တွေကိုကြည်ပါလိုက်နာပါလို့အကြံပေးချင်ပါတယ်တော်တူ TVB ဝိုင်းတော်သားများကိုစိတ်နှပြဖေးရန်ကွာပြီး ချမ်းသာဒုက္ခပြည့်စုံကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ဆိုပြီးတော့ဤသားပြဖို့လာပါရှင်ဟုတ်ကဲ့ပါမသိဘူးကျွန်တော်အခုဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ဘေးသာတစ်စောင်းကတော့ဒီမကွေးတိုင်းမင်းလာမြို့နယ်ကဤသားပြဖို့လာတဲ့ဘေးသာပဲဖြစ်ပါတယ်ခင်ဗျာဤသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မကွေးတိုင်းမင်းလာမြို့နယ်တရက်ရေနံမလမ်းခွဲဖြစ်တဲ့ Sisno လမ်းခွဲမှာထိုင်တဲ့တက်ကနေပြီးတော့ចောင်းသားတွေကိုပေါ်တာဆွဲနေပါတယ် အဲ့ဒီလိုပေါ်တာဆွဲခံရတာကိုဖုံးဆက်လာမှသိရပြီးတော့เจ้าကဆရာတွေငွေပေးပြီးလိုက်ထုတ်မှပြန်လွှတ်ပေးပါတယ်။မကွေးတိုင်းစစ်စနုလမ်းခွဲမှာအထိုင်ချတဲ့တက်ကပါ တက်အမှတ်ကိုတော့မသိရပါဘူး။ဒါကိုအများသိအောင်ဖျားပေးပါအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီမကွေးတိုင်းမင်းလာမြို့နယ်တရက်ရေနံမလမ်းခွဲဖြစ်တဲ့ဒီစစ်စနုအထိုင်လမ်းခွဲမှာရှိတယ်ဗောလေ။ဒါထိုင်းနဲ့တက်ကနေပြီးတော့အเจ้าသားတွေကိုဒါစစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲနေတဲ့အကြောင်း ပြီးရင်ငွေကြေးနဲ့ပြန်လည်ပြီးတော့ရွေးခိုင်းတဲ့အကြောင်းရေးသားပြပလာတဲ့ပေးစာကိုတော်တူ DVP အစီအစဉ်ကနေပြီးတော့အားလုံးသိအောင်ဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ကြီးအခုတခါဖတ်ပြပေးစင်တဲ့ပေးစာကလည်းမကွေးတိုင်းနဲ့ရပေးစာပါပဲရှင်လေးစားချစ်ခင်ရပါတော့တဲ့ DVP ဝိုင်းတော်သားများအကွေးတိုင်းထဲမှာလုံချုံကြီးအကြောင်းပြပြီးခိတ်ချရတဲ့စစ်သားများနဲ့လက်နက်ကင်ဓမြဆဆန်ငွေတောင်းကြီးကအမျိုးမျိုးပါပဲ မကွေးမြို့ကစပြီးတော့ကံပြားလန်ခွဲရေနံချောင်းမြို့ကနေပြီးခွေးချိုရွာကြောက်ပတောင်အဲ့ဒီကနေမန္တလေးအထိပါပဲလမ်းမှာရှိတဲ့ဂိတ်တွေက စမက်ကတ်အမှတ်ပုံတင်ထောက်ခံစာအကုန်ဆစ်ကြပါတယ်နောက်ဆုံးစမက်ကတ်ကိုပလတ်စတစ်မလောင်းနိုင်ရင်3000အမှတ်ပုံတင်လဲဖို့ရက်လွန်နေရင်9000ရဲစခန်းအုပ်ချုပ်ရေးမှူးထောက်ခံစာမပိုင်3000တန်ရိုက်ပါတယ်ဒီကြားထဲလမ်းဘေးကားကားထိုးခိုင်းပြီးတော့လက်နက်ကင်ကလက်ဖက်ရည်ဖို့လဲတောင်းကြပါသေးတယ်ပြည်သူတွေကမရှိလို့လိုင်းကားစီးကြတာပါ မဖြစ်လို့သွာလာနေကြတာပါစစ်သားတွေမြည်ရင်ယွန်လောက်အောင်ဖြစ်မိနေကြတယ်အထက်လူကြီးမင်းများသိစေရန်ရေးသားပေးပို့လိုက်ပါတယ်ကျေးဇူးပါ DBB ဆိုပြီးတော့ရေးသားလာပါတယ်ရှင်ဟုတ်ကဲ့ပါဒီမှာဆိုရင်လည်းဒါတွေ့ရတယ်ပေါ့နော်ဒီလမ်းမှာရှိတဲ့ဒီစစ်စည်းကိတ်တွေကနေပြီးတော့ဒါဥပဒေပြဋ္ဌာန်းချက်ထဲမှာမပါလွန်တဲ့ဒါပြဋ္ဌာန်းချက်တွေနဲ့ဒါပတ်စံတောင်းငွေညှိနေတဲ့အကြောင်းပေါ့နော်ဒီမှာဆိုရင်ဒါစမတ်ကတ်တွေမှတ်ပုံတင်နေဒါဆစ်ပြီးတော့ plastic ကမလောင်းထားဘူးဆိုရင်တော့မှပဲ ဝေချေတောင်းနေတယ်ဆိုတဲ့ဟာတွေကလည်းဒါခီးသွားပြည်သူတွေအတွက်တကယ်ကိုဒုက္ခရောက်စေတဲ့အခြေအနေပေါ့နော်ဟုတ်ကဲ့ပါမသိဘူးကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်ကတော့ဒီမုံရမန္တလေးလမ်းတစ်လျှောက်မှာရှိတဲ့ဂိတ်တွေနဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတဲ့ပေးစာကိုဖတ်ပြချင်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါ DVB ကျွန်တော်တို့မုံရမန္တလေးကားလမ်းတစ်လျှောက်မှာဂိတ်တွေကတအားကိုများနေပါတယ် ဂိတ်တွေအကုန်လုံးကပတ်စံတောင်းလို့ကာသမားတွေအတွက်ဘာမှမကြံတော့ပါဘူးအဆိုးဆုံးကတော့မြောက်လန်းခွဲဂိတ်ကအဆိုးဆုံးဖြစ်နေပါတယ်ကားအကြောင်းဘာတစ်ခုမှနားမလဲကားအကြောင်းဘာမှမသိပဲနဲ့ပတ်စံတွေတောင်း3000တောင်း4000တောင်းနဲ့ကာသမားတွေကသူတို့တောင်းတဲ့အတိုင်းပေးနေရပါတယ်။မြောင်လက်ခွဲဂိတ်မှာထိုင်နေတဲ့အသက်ကြီးကြီးအရာရှိကလည်းပတ်စံအတောင်းအရန်ကျန်းပါတယ်။ ကားသမားတွေကဒုက္ခပေါင်းများစွာနဲ့အသက်နဲ့ရင်းပြီးတော့သွားနေကြရတယ်ဆိုတာကိုသူတို့ကမသိကြဘူး။နောက်ပြီးတော့သခိုင်းနာပေါက်ကရင်ထိန်နဲ့ရင်ထိန်နဲ့သခိုင်းမန္တလေးရင်ထိန်ကလည်းပတ်စံအတောင်ကျမ်းပါတယ်။ဂိတ်တွေချတယ်ဆိုတာကလုံခြုံရေးအတွက်ချထားပေးတာဖြစ်ပါတယ်။ပတ်စံအတောင်ကိုချထားပေးတာမဟုတ်ပါဘူး။ဒါကိုသဆိုင်ရာလူကြီးများများတိရှိဆောင်ရွက်ပေးဖို့ထော့တူ DVV ကနေတစဉ်တင်ပြလိုက်ရပါတယ်ဆိုပြီးတော့ ကျွန်တော်ဒီမုံရမန္တလေးကားလမ်းတစ်လျှောက်မှာဆိုရင်ပေါ့နော်ဒါအစိုးဆုံးอ่ะဆိုရင်ဒါမြောင်လန်းခွဲတို့ပြီးရင်ဒီသခိုင်းသာဘောက်ကဂျင်ထင်းရဲတွေอ่ะပေါ့နော်အခုလို့ပစံတောင်းနေရတဲ့အတွက်ကိုကုံကားသမားတွေတော်တော်လေးအခက်ခဲတွေ့နေရတယ်ဆိုတဲ့အကြောင်းရေးသားပြပူလာတဲ့ပြီးတာပေါ့နော်ဒါပြီးခဲ့တဲ့ရပိုင်းကဆိုရင်လည်းဒါလူမှုပြည်ရေးဒီမှာဆိုရင်လည်းဒါကုံကားပိုင်ရှင်နေနေနဲ့ဒါကုံကားဆွဲပြီးအပြင်ပေါ်မှာဒီကားသမားတွေကိုပါထပ်ပြီးတော့ပစံထပ်ပေးရတယ်ပေါ့လေအဲ့တော့ကုံပူးမရတဲ့အပြင်နောက်ထပ် ဒီကားပိုင်ရှင်တွေကပတ်စံမှာအိတ်ထဲကနေစိုက်ပြီးတော့ပေးနေရတယ်ဆိုတော့ကားတွေအကုန်လုံးဒါမပြေးဆွေးတော့ဘူးဆိုပြီးတော့ဒါပြောဆိုနေတဲ့ video file တွေလည်းကျွန်တော်တို့တွေ့နေရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွန်ကျော်ကြီးဒီတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ပဲခူးတိုင်းကဝါမြို့အပ်ပြည်သူတယောက်ကစစ်မှုရန်နဲ့ပတ်သက်ပြီးတော့ရင်းဖွင့်လာတဲ့ပေးစာပါရှင်ပဲခူးတိုင်းကဝါမြို့နယ်အုံနယ်အုတ်ချုပ်ရည်မှုကရွာသူရွာသားတွေပေါ်လာစင်ကြီးတအိမ်အောင်ကို9000လုံးကောက်ပြီးတော့လာစင်အလိုက်ရက်ကွက်အလိုက်အသက်ပြည့်သူတွေကို လူတို့ဦးကိုတသိန်းနှုန်းနဲ့ကောက်ယူနေပါတယ်။စစ်မှုထမ်းမှုဆိုပြီးကောက်နေတာပါ။အထက်အရာရှိတွေတီလာမတိတလားတော့မတိဘူးဗျာ။အုပ်ချုပ်ရေးမှူးကတော့သိန်းထောင်ကျော်တန်ကားတွေအမျိုးမျိုးလဲစီနေပါတယ်။အိုးဝေထောင်တာကလည်း6စီးလောက်ရှိနေပါပြီ။အုပ်ချုပ်ရေးမှူးမဖြစ်ခင်ကဘာမှရှိတဲ့သူမဟုတ်ပါဘူး။အဲ့ဒါတွေကိုအထက်လူကြီးမင်းတွေသိအောင်ဖတ်ကြားပေးပါ။ DPP ကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့ရေးသားပေးပို့လာပါတယ်ရှင်။ ဟုတ်ကဲ့ပါကောင်ကျော်ကြီးနောက်ထပ်ပေးစာတစ်စာမဖတ်ပြခင်ပါဘောနော်ကျမတို့ရဲ့တော်တူ DPP စီစဉ်ကိုစာရီးရေးသားပေးပို့ချင်နေဆိုရင်တော့ဘယ်လိုနေရာတွေကနေရေးသားပေးပို့လို့ရတယ်ဘယ်လိုအကြောင်းအရာတွေကိုထည့်သွင်းရေးသားလို့ရတယ်ဆိုတာလေးပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါမတီဒီကျွန်တော်တို့ရဲ့ဒီအပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်တဲ့ပြည်သူ့အစားပါစပ်အငှားပေးစာများဖတ်ကြားခြင်းတော်တူ DPP စီစဉ်ကိုစာရီးရေးသားပေးပို့တော်မယ်ဆိုရင်ရင်ဖွင့်စာရီးပြီး ို့ဒေတာကိုပုံဝင်ခြင်းမှာဖြစ်ပျက်နေတဲ့မြင်တွေ့နေရတဲ့အကြောင်းအရာတွေကိုဓာတ်ပုံတွေဗီဒီယိုဖိုင်တွေနဲ့တကွရေးသားပြီးတော့ပြပို့လို့ရပါတယ်ခင်ဗျာရေးသားပြပို့တဲ့နေရာမှာတခုတတိထားရမှာတော့ဒီအဖွဲသီးတခုဒါမှမဟုတ်ရင်တစုံတစ်ဦးပေါ့လေပုတ်ခတ်ဆွဆွဲထားတဲ့ပေးစာတွေလိုမျိုးပစ္စာတွေလိုမျိုးအခြေအနေမျိုးဆိုရင်တော့ကျွန်တော်တို့ဒီ .2 DBB အဖွဲသားတွေကပြန်လည်စစ်ပြီးတော့မှ ါဖတ်ကြားပေးပါတယ်နောက်တစ်ခုကတော့ကျွန်တော်ရဲ့ဒီ top 2 dpp စီစမှာဆိုရင်ချူရီယာဒီမေးကြတယ်ပေါ့နော်ဒါလုံးဂျုံစိတ်ချစွာရေးသားပြပို့လို့ရလားလို့မေးကြတဲ့သူတွေလည်းရှိပါတယ်အဲအဲ့ဒီလိုအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အခုထုံးလင်းတက်ဆက်ပေးနေတဲ့ Dot DPP အစီအစဉ်မှာဆိုရင်ဒေတာပေးပို့လာတဲ့ဆာလွာရှင်တွေရဲ့အကောင့်နံပါတ်တွေဖုန်းနံပါတ်တွေကိုဒါတင်ဆက်ပြီးတော့အလုံးစုံရေးအခြေအနေရပါလိဖတ်ကြားပေးတာမျိုးမရှိပါဘူးဒါကြောင့်မလို့လုံခြုံစိတ်ချစွာနဲ့ဒေတာပေးပို့လို့ရပါတယ်ခင်ဗျာ စာရေးရေးသားပေးပို့တော့မယ်ဆိုရင်တော့ email ကနေတစင်ရေးသားပေးပို့တော့မယ်ဆိုရင် .2dv@gmail.com ကနေရေးသားပေးပို့နိုင်ရပါတယ် Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com မြေဆောင် .2dv ရဲ့ messenger ကနေတစင်ရေးသားပေးပို့လို့ရပါတယ် Viber ဖုန်းနံပါတ်ကနေတစင်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8111 946395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ ုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ဘေးစာတစ်စောင်းကတော့ဒီစကိုင်းတိုင်းရွှေဘူမြို့နယ်တွေကရေးသားပေးပို့လာတဲ့ဘေးစာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင် DPP အဖွဲ့သားများကျမ်းမာလို့ချမ်းသာကြပါစေဟုတ်ကဲ့ပါပေးပို့လာတဲ့စာလွှာရှင်လည်းကျမ်းမာချမ်းသာကြပါစေခင်ဗျာကျမကတော့စကိုင်းတိုင်းရွှေဘူခရိုင်ဒဇယ်မြို့နယ်စေတာရွာကပြည်သူတယောက်ပါအခုဆိုရင်ကျမတို့ရွာမှာအုတ်ချုပ်ရည်ဘူးကအာနာကိုအတုံးချပြီးတော့ လုံချင်ရတွေလုံနေပါတယ်။အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကဆန္ဒပြကြပေမဲ့အခုထိအရေးယူတာတွေမလုပ်ပေးသေးပါဘူး။ဒါကိုအထက်လူကြီးများသိရှိစေရန်ဒီစာလေးကိုဖတ်ကြားပေးစီလိုပါတယ်။ကျေးဇူးပါ DPP အဖွဲ့သားများနဲ့ဒီစာကိုဖတ်ကြားပေးတဲ့အကူနဲ့မှာစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါသည်ရှင်။ပြီးခဲ့တဲ့အော်တိုဘာလ22ရက်နဲ့23ရက်နေ့တို့ကလည်းကြီးရွာအုပ်ချုပ်ရေးမှုကိုဆန္ဒပြခဲ့တဲ့ပုံတွေလည်း ပြပို့လိုက်ပါတယ်ဆိုပြီးတော့တပ်ပုံနဲ့တစ်ခွာပေါ့လေရေးသားပြပို့လာတာပေါ့နော်အဲ့တော့နေရာကတော့ကျွန်တော်တို့ဒီစကိုင်းတိုင်းရွှေဘိုခရိုင်ဒဇယ်မြို့နယ်တွေကဆဲသားရွာဆိုတဲ့ကြည်ရွာလေးမှာဒါအုတ်ချွေမှုကနေပြီးတော့ပြည်သူတွေပေါ်မှာအနိုင်ကျင့်ပူကြနေတဲ့အကြောင်းရေးသားပြပို့လာတဲ့ပေးတာကိုတော်တော် DVV အစီအစဉ်ကနေပြီးတော့ဖျက်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွန်ကျော်ကြီးဒီတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကလည်းစကိုင်းတိုင်းနှစ်ရစာပါပဲရှင်မင်္ဂလာပါတော့တူတူဒီဘီခင်ဗျာတဲ့စကိုင်းတိုင်းရေးမပင်ခရိုင် ပလဲမြို့နယ်မြာကုန်းကျေးရွာကပါကျွန်တော်တို့ရွာမှာကျေးရွာပါဟပါဆိုတဲ့အဖွဲ့ကကျေးရွာမီးရံမုံငွေကျေးရွာဖွံ့ဖြိုးရေးရံမုံငွေဆိုတဲ့ခေါင်းစဉ်တွေတက်ပြီးလစဉ်ငွေကြေးတွေကောက်ခံနေပါတယ်ငွေကြေးမပြေလေလို့မတက်နိုင်သူတွေကိုသူတို့အဖွဲ့ကတက်တိုင်ကဖျူးတွေကိုဝလုံးရှည်နဲ့ဆွဲဖြတ်ပြီးမီးဖြတ်တာတွေလှုပ်ဆောင်နေပါတယ်ကောက်ခံရရှိတဲ့ငွေကြေးတွေကိုကျေးရွာအတွက်ဘာဖွံ့ဖြိုးမှုမှအသုံးမပြုဘဲတောက်စားမှုရဲ့အနိုင်ကျင့်တဲ့ထံကိုရွာသားတွေကခံစားနေရပါတယ် ဒါကိုသက်ဆိုင်ရာကြီးကဲများသိစေရန် DPP ကဖတ်ကြားပေးဖို့ပေးပို့လိုက်ရပါတယ်ဆိုပြီးတော့ရင်းဖွင့်ရေးသားလာပါတယ်ရှင်ဟုတ်ကဲ့ပါမတီဒီကျွန်တော်အခုဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးတာတောင်ကတော့ဒီပကိုးတိုင်းမွညွညွနေတဲ့ကရေးသားပေးပို့လာတဲ့ပေးတာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မင်္ဂလာပါ DPP ကအကွန်နဲ့အမတွေကျွန်တော်တင်ပြချင်တာတွေကိုဖတ်ကြားပေးစီခြင်းပါတယ်ကျွန်တော်တို့ပကိုးတိုင်းမိုးညွညွနဲ့ကရင်ချောင်းအုပ်စု ကီရင်ချောင်းကုန်းရွာမှာအခုဆိုရင်တလတစ်ခါတော့မဟုတ်တော့ပါဘူး25ရက်တစ်ချိန်တက်အိမ်တောင်ကို2000နှုန်းနဲ့ငွေကြေးအတင်းကောက်ခံနေပါတယ်။ချွေချောင်းရွာအုပ်ချုပ်ရေးမှုရဲ့ညွှန်ကြားချက်နဲ့ကီရင်ချောင်းကုန်းရွာတောင်ပိုင်းဂျာအိမ်မှုနဲ့ကီရင်ချောင်းကုန်းရွာမြောက်ပိုင်းဂျာအိမ်မှုတို့ကအာနာပါဝါကို သုံးပြီးတော့သူတို့အိမ်အထိကိုလာပေးခိုင်းပါတယ်။မပေးရင်စစ်တပ်ကိုခေါ်ပြီးတော့ဖမ်းမယ်လို့လည်းချိန်ချောက်ပါတယ်။ စားစရာမရှိပေမဲ့ရှာကြံပြီးတော့ပေးနေရတဲ့ပြည်သူတွေက များနေပါတယ်။အဲ့ဒီယာအိမ်မှုတွေကလည်းပြည်သူတွေပေါ်မှာအယံကိုစိုးသွမ်းနေပါတယ်။သူတို့ကတော့ပြည်သူတွေရဲ့ငွေနဲ့ပြည်စုံချမ်းသာနေကြပါတယ်။မခံစားနိုင်တော့လို့အခုလိုစာရေးလိုက်ရတာပါ။စိတ်ချမ်းသာကိုကျမ်းမာခြင်းများစွာဖြင့်တောင်းဝန်းတွေထမ်းဆောင်နိုင်ကြပါသည်လို့ဆုတောင်းပေးလိုက်ရပါတယ်။ DBB ဖွဲ့တော်သားများအရရအစဉ်ပြေကြပါသည်ဆိုပြီးတော့ကျွန်တော်တို့ဒီပခိုးတိုင်း ကျွန်တော်တို့ဘုံညုံမြို့နယ်ကင်းချောင်းအုပ်စုကင်းချောင်းကုန်းရွာမှာပေါ့နော်ခြေရွာအုပ်ချုပ်ရေးမှုတွေရဲ့မှုတွေကဒေသခံတွေပေါ်မှာစစ်မှုထမ်းကြီးဆိုပြီးတော့အတင်းအဓမ္မလာတင်လာတိုင်းကောက်ခံနေရတဲ့အကြောင်းရေးသားပေးပို့လာတဲ့ပေးစာကိုတော်တူ TVB အစီအစဉ်ကနေပြီးတော့ဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်းချော်ကြီးဒီတစ်ခါဖတ်ပြပေးစင်တဲ့ပေးစာကလည်းအရှိမဖတ်ပြပေးတဲ့ပေးစာလိုပဲစကိုင်းတိုင်းပလဲမြို့နယ်ကပေးပို့လာတဲ့ပေးစာပါပဲရှင်တော်တူ DPP ဝိုင်းတော်သားများမိင်္ဂလာပါဗျာတဲ့ကျွန်တော်ကစကိုင်းတိုင်းဒေတာအကြီးရင်းမပင်ခရိုင် ပလဲမြို့နယ်မြကုန်းချေးရွာကပြည်သူတယောက်ပါချေးရွာပါပါပါကဖဆိုသူများကချေးရွာလူထုအပေါ်အနိုင်ထက်စီးနှင်းပြုလုပ်နေပါတယ်၂025ခုနှစ်မှာချေးရွာအတွင်းလမ်းမီးတွေတပ်ဆင်ခြင်းပြုလုပ်ရမှာတိန်အောင်ကိုတပေါင်းချက်နှုန်းကောက်ခံခဲ့ပါတယ်ပြီးတော့ချေးရွာလူထုကိုမတိုင်မီမဲလျှက်စစ်မီးကြီးဆိုလို့မီတာပေါက်တစ်လုံးကို2000မီတာမရှိသူတွေကမီးလိုင်းပွားပြီးဆွဲချင်ရင်1000ကောက်ခံပါတယ်ကောက်ခံခြင်းမပေးရင်မီးဖြတ်ပါတယ်ပြီးတော့ရွာသားတွေကဆစ်ရှောင်နေရလို့ချေးရွာမှာမရှိတဲ့လအတွက်လည်း တအိမ်တောင်ကို3000ကောက်ပါတယ်။ခြေရွာလူတို့ကစစ်တပ်မီးရှို့လိုက်လေရင်ပုံကျဲလိုက်လုံနေတဲ့ကြားထဲကလူလဲထနေရတဲ့အချိန်ဖြစ်တာကြောင့်အခုလိုပြုတ်မှုတာကအလွန်ကြီးတက်ပါတယ်။ကောက်ခံငွေများကိုလည်းခြေရွာဖွံ့ဖြိုးရေးခေါင်းစဉ်တတ်ထားပါတယ်။ဒါကြောင့်သက်ဆိုင်ရာ NUG လူကြီးမင်းတွေတည်စီရန်တော့တူ DBB ကတစ်ဆင့်တင်ပြအပ်ပါတယ်။လုံခြုံရေးအရနာမည်ကိုတော့မဖော်ပြပါနဲ့ဆိုပြီးတော့ရေးသားပေးပို့လာပါရှင်။ဟုတ်ကဲ့ပါရှင်။ကျမတို့ရဲ့အစီအစဉ်မှာတော့စာရေးသားပေးပို့လာသူတွေရဲ့နာမည်တွေဖုန်းနံပါတ်တွေကိုတော့ဖော်ပြပေးလို့မရှိပါဘူးရှင်။ ဟုတ်ကဲ့ပါမသိဘူးကျွန်တော်အခုဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်းကတော့ဒါစစ်တပ်ပြူစော်တီခေတ္တရနေပြီးတော့ကြီးသွားပြည်သူတွေမှာပစံတောင်းနေတဲ့အကြောင်းကြီးသားပြစ်ပူလာတဲ့ပေးစာပေါ့နော်ဒါဒီလိုစာမျိုးတွေအရဆိုရင်တော်တူ TVB စီစဉ်မှာဆိုရင်မကြခဏဆိုသလိုလက်ခံရရှိနေတဲ့ပေးစာမျိုးတွေဖြစ်ပြီးတော့ဒါမြန်မာနိုင်ငံနေရအနှံ့ပြားမှာဆိုရင်လေဂိတ်တွေ၆ကြီးသွားပြည်သူတွေဒုက္ခရောက်နေရတာတွေ ကုံစင်းလုံးကြီးမြင့်နေရတဲ့ဒဏ်တွေရဲ့နောက်ဆက်တွဲခံနေရတဲ့အခြေအနေလေးရှိတယ်ပေါ့နော်အခုရေးသားပြပူလာတဲ့နေရာကတော့ဒီတနင်္သာရီတိုင်းမြင်းညို့နေတဲ့ကဒါစစ်တပ်ကိတ်ပြည်တော်တိကိတ်ကနေပြီးတော့အဆန်တောင်းနေတဲ့အကြောင်းပေါ့နော်ဟုတ်ကဲ့ပါဖျက်ပြရမယ်ဆိုရင်မင်္ဂလာပါတော်တူ TVB ကျွန်တော်တို့တနင်္သာရီတိုင်းမြင်းညို့အဝင်ကစစ်စေးရေးကိတ်တိုးကိတ်မှာစစ်စေးမှုကအရန်ကိုမောက်မာပါတယ်အိမ်စားဖို့အတွက်ဆန်စီရီပိုင်းဒဏ်ငွေ9000ပေးရပါတယ် ိုးဝီတွေကိုစစ်တဲ့အခါမှာလည်းယောက်ျားလေးတွေပါရင်တူအူကို9000ပေးရပါတယ်။မြို့ဝင်ကြီးက900မထာတာက900လမ်းအသုံးပြုကဆိုပြီးတော့200ကလည်းပေးရပါသေးတယ်။စစ်စည်းတဲ့အခါမှာလည်းပြည်စောထီးတွေကခီးတယ်နဲ့ရင်မောင်းတွေပေါ်မှာမချေမငန်ဆက်ဆက်ပါတယ်။တနေ့တော့ကဆိုရင်အိုးဝီတွေကိုပြည်သေးကြီးကတနေ့နဲ့ချိန်ရက်တက်ခိုင်းပြီးတော့ခီးတယ်တွေကိုတန်းစီရက်ခိုင်းပြီးတော့မှတ်ပုံတင်စစ်ပတ်တန်းတပ်ပုံတွေယူပါတယ်။ အပြစ်တစုံတရာမရှိပဲတရားခံစစ်တယ်လို့စစ်ဆေးခံရတော့တချို့ခီးတယ်တွေတုံနေအောင်ကြောက်နေရတာမြင်တော့အရန်စိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျာ အခုလိုလက်နက်အာကိုပြီးနိုင်ထက်စီနေပြမှုဆက်ဆံတာတွေဟာပညာမဲ့အသိဉာဏ်မဲ့လူရင်းသားတရားအုပ်ချုပ်နေရဆိုလို့သာနားလည်ပါတယ်တိုင်းပြည်ကိုအုပ်ချုပ်တဲ့နေရာမှာမတော်ချင်နေမတက်ချင်နေပါစာနာတက်တဲ့နှလုံးသားလေးနဲ့အုပ်ချုပ်ပေးပါလို့ DVB ကနေတစင်တင်ပြလိုက်ရတာပါ BBB အဖွဲ့သားအားလုံးဘေးရန်ကင်းပြီးကျန်းမာချမ်းသာကြပါစေဆိုပြီးတော့ဗီဒီယိုဖိုင်လေးနဲ့တကွာရေးသားပေးပို့လာတာပေါ့နော်ဟုတ်ကဲ့ပါအခုဆိုရင်ဒီရေးသားပေးပို့ရနေမှာဆိုရင်ကျွန်တော်တို့ဒီမျိုးဝင်မှာရှိတဲ့စစ်စေးရေးကိတ်ပူစော်ဒီကိတ်ကနေပြီးတော့ဒီခီးသွားပြည်သူတွေအဓိကအတင်ယောက်ျားလေးတွေပါရင်ဒါပစံတောင်းနေလမ်းအုံပြူကားတွေတောင်းနေပြီးပြီဆိုရင် ကျွန်တော်တို့ဒီကားပေါ်မှာဒါဆိုင်ကလေးပေါ်မှာ ဆန်နေစီတွေပါတယ်ဆိုရင်ဒီအတွက်ပါပတ်စံတောင်းတယ်ပေါ့နော်ဒါဒီနေရာဒီလိုအခြေအနေမျိုးอ่ะဆိုရင်ကျွန်တော်တို့ဒီ main view တစ်ခုလေးနေမဟုတ်ဘဲနဲ့တခြားနေရာဒေတာအသစ်စီမှာလည်းအလားတူဖြစ်စဉ်မျိုးတွေဂျုံတွေ့နေရတယ်ဆိုပြီးတော့ဒေတာပြပူလာတဲ့ဒေတာတွေကျွန်တော်တို့ဒီသတင်းတွေရသိရတယ်အဲ့ဒီရဲ့နောက်ဆက်တွဲဒေတာတွေမှာလည်းပုံစိမ့်နှုံးကြီးမြင့်တဲ့ဒဏ်တွေကပြည်သူတွေခံနေရတဲ့အကြောင်းလည်းရှိနေပါတယ်ဟုတ်ကဲ့ပါကောင်းကျော်ကြီးဒီတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကပေးပို့လာတဲ့ပေးစာပါရှင် မင်္ဂလာပါတဲ့ကျွန်တော်ကဖားကန်ကပါဖားကန်မြို့နယ်လုံခင်းအုပ်စုမတဲ့ရံမှော်ပုံလက်အောက်ခံစံကထံရွာသားတူပါစံကထံရွာလေးဆိုတာကကျွန်တော်တို့ဘိုးဘေးလက်ထက်တဲကရွာနာမည်လေးပါဒါကိုအခုအုပ်ကြီးလက်ထက်ကြမှာစွထိန်ရွာလို့အမည်ပြောင်းကတအိမ်ကိုငွေကျပ်တသောင်းမပေးမနေရဆိုပြီးအိမ်တိုင်းကိုလိုက်ကောက်ခံနေပါတယ်တိုက်ပွဲကြောင့်စာဝတ်နေရေးအခက်တွေ့နေတဲ့အချိန်မှာဒီလိုကြီးပြောင်ပြောင်တင်းတင်းကောက်စားတာတော့ ဘလို့မှအဆင်မပြေလို့အခုလိုရေးဖွဲလိုက်ရတာပါ DBB ရေးဆိုပြီးတော့ရေးသားပေးပို့လာတာပါရှင်။ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဖတ်စဉ်ပုံမှန်တင်ဆက်ပေးနေကြပြည်သူအစားပါစပ်အငှားဒေတာများဖတ်ကြားခြင်းတော်တူ DBB စီစဉ်ကိုစာရီရေးသားပေးပို့တော့မယ်ဆိုရင်ရှင်ဖွင့်စာရီအပြင်ကုဒေတာကုပဝန်းကျင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတပ်ပုံတွေဗီဒီယိုဖိုင်နေတဲ့တခွရေးသားပြီးတော့ရေးသားပြပို့လို့ရပါတယ်ခင်ဗျာရေးသားပြပို့တော့မယ်ဆိုရင်တော့အီးမေးလ်ကနေတစ်သိမ်းရေးသားပြပို့တော့မယ်ဆိုရင် www.dpp@gmail.com ကနေရေးသားပေးပို့နိုင်ကြပါတယ် Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com မြေဆောင် .2dpp ရဲ့ messenger ကနေတစ်ဆင့်ရေးသားပေးပို့နိုင်ကြပါတယ် Viber ဖုန်းနံပါတ်ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8211 9465ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖျက်ပြပေးမယ်နောက်ထပ်ဘေးစာတစ်စောင်ကတော့ဒီကချင်ပြည်နယ်မိုးညင်းမြို့နယ်တွေကဂျေတာပြပူလာတဲ့ဘေးစာပဲဖြစ်ပါတယ်ခင်ဗျာဂျေတာထားတဲ့အကြောင်းအရာကိုဖျက်ပြရမယ်ဆိုရင်မင်္ဂလာပါတော်တူ TVB စာကိုဖျက်ပြအောင်ဖျက်ပြပါနော်သတင်းကပို့ရတာခက်လို့ပါအကြောင်းအရာကတော့ကချင်ပြည်နယ်မိုးညင်းမြို့နယ်မှာရှိတဲ့ဆယ်မိုင်အကျဉ်းထောင်မှာအကျဉ်းထောင်ပိုင်ကလက်စားမှုတွေပြုလုပ်နေတဲ့အကြောင်းအရာပါ မော်ဟန်မျိုးကအကျဉ်းသားတယောက်ခြေထောက်နာလို့ဆိုပြီးတော့မိုးမြင့်အပြင်စိမ့်ုံကိုထောင်ပိုင်းကလုံခြုံရေးမပါဘဲနဲ့လက်ထိတ်ခတ်သူကိုယ်တိုင်ဆိုင်ကယ်နဲ့မောင်းပြီးတော့နှိမ့်ချင်းပြန်ပို့ပေးပါတယ်။အဲ့ဒီလိုစိမ့်ုံကိုပို့ကားဖြင့်တခါပို့ရင်သိန်းတရာနဲ့တလအတွင်း၄ချိန်ပို့ဆောင်ခဲ့ပြီးတော့သိန်း၄၀၀ရယူခဲ့ပါတယ်။ပြီးတော့လေထောင်ထဲကအကျဉ်းသားတွေရဲ့လုပ်အားတွေကိုအသုံးချပြီးတော့တစ်ခွဲခိုင်းတာကစလို့တခြားပရိဘောကပစ္စည်းတွေဖြစ်တဲ့ ဘုံကရင်ဘီရိုဖျားစင်မှန်တင်ကုန်ထိုင်းကုန်ပစ်ရှူးပေါက်ကအစစသားကလထိုင်းအစရှိတဲ့ပစ္စည်းတွေကိုထောင်သားတွေကိုလုခိုင်းစီပြီးထောင်ပိုင်ကရောင်းချနေပါတယ်အဲ့ဒါကိုထောင်ဝင်သားအဲ့တွေတွေစောင့်နေရတဲ့နေရာမျိုးမှာတမျိုးကိုဘယ်နဲ့သိမ်းဆိုပြီးတော့စာကတ်ပြီးတော့ရောင်းချနေတာပါအကျဉ်းသားတွေပုံမှန်လည်းအမျိုးမျိုးဖိနေပြီးတော့အစားတောက်တွေကလည်းအေးအသွေးပြေးပွားမှုမရှိပါဘူးအသားဟင်းကျတဲ့နေ့တွေဆိုရင ပါလုံးလို့ဟိုဘက်ဒီဘက်တောင်ပြန်မြင်ရတဲ့အစ်စ်မှာအာပြုစားတော့ရတဲ့ပဲဟင်းရီဟာလည်းအတော်လေးကိုအေးအသွေးညံ့ဖင်းနေပါတယ်ဒီအထဲကမှဝန်ထမ်းတွေကလည်းထောင်သားတွေပေါ်နေစဉ်ဆဲဆူကျိမ်းပေါင်းတာမျိုးတွေလုပ်ကြပါတယ်ဒီအကြောင်းအရာကိုသက်ဆိုင်ရာတာဝန်ရှိသူတွေသိရှိအောင်ဖျားပေးပါအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီကချင်ပြည်နယ်မွန်ကြီးမြို့နယ်ဆယ်မိုင်အကျဉ်းထောင်မှာရှိတဲ့ထောင်ပိုင်ကလက်စားနေတဲ့ပြင်ထောင်ထဲမှာလည်းဖိနေမှုတွေရှိနေတဲ့ ထောင်သားတွေရဲ့ဒီလှုပ်ထားတဲ့ပစ္စည်းတွေကိုလည်းတိမ့်ကိုခြီးပြီးတော့ဗောလေပြန်ပြီးတော့ရောင်းစားမှုတွေရှိနေတဲ့အကြောင်းဒါရေးသားပြပို့လာတဲ့ပေတာကိုတော်တူ DPP အစီအစဉ်ကနေပြီးတော့ဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ကောင်ကျော်ရေအခုတခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ရန်ကုန်ကပြည်သူတယောက်ပြပို့လာတဲ့ပေးစာပါရှင်ရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်မှာအတူရောင်ရွေးကောက်ပွဲနီးလာပြီဆိုတော့ပြည်သူတွေကိုစီးယုံတဲ့အနေနဲ့ဒေတန္တရဆေးကန်းကနေဆရာဝန်ဆရာမတွေဆင်းပြီးတော့ တက်ကြီးရွယ်ဦးတွေစေးကုပေးတယ်လို့ဆိုတာသွေးပေါင်ချိန်တိုင်းတာစီးကျုပ်စေးစစ်တာအလောက်ကိုပဲလုပ်ပေးပြီးတော့ကုသပေးခြင်းစေးဝါးတွေပေးတာတွေမရှိပါဘူးဒါအတူပဲစေးရုံစေးကန်းတွေပါမကျန်ထုတ်ပေးထားတဲ့စေးဝါးတွေကြတော့အပြင်ထုတ်ရောင်းစားကြပြည်သူတွေကြတော့စေးရုံတက်လဲစေးအကုံဝဲသုံးရတယ်ဆရာဝန်အလကားကုပေးတယ်လို့သာပြောတာရောင်းပြဟန်ပြပါပဲပတ်စံရတဲ့အပြင်စေးရုံစေးကန်းတွေမှာပဲလှည့်ပတ်စေးကုနေကြပါရုံးပိတ်ရက်ဆရာဝန်မလာပဲလူနာကိုချိန်နေ ဈေးရုံဝန်ထမ်းတွေကတော့ဟောက်စား၆စားတွေပါပဲတီတူတွေမှာတော့အခုအခါအာနာမတရားတိမ့်လိုက်တဲ့အကျိုးဆက်တွေကြောင့်စစ်ဘေးတည်နေရပါတယ်စီးပွားတွေပြက်ကုန်စည်နှုန်းတွေကြီးအငတ်ဘေးတွေဆိုင်နေကြယောဂဘေးလက်စားမှုဘေးကြီးတွေစိုက်နေကြရပြီဖြစ်ကြောင်းရေးသားလိုက်ပါတယ်။အကောက်မဖော်ပြပါရင်မြစ်တာရက်ခံအပ်ပါတယ်ဆိုပြီးတော့ရေးသားပေးပို့လာပါရှင်။ဟုတ်ကဲ့ပါဒါအခုဆိုရင်အာနာသိန်းစစ်တက်ကဥဆောင်ပြုလုပ်မဲ့ရွှေကောက်ပွဲလည်းနီးလာပြီဆိုတော့ကျွန်တော်တို့ဒီလူမှုကွန်ရက်ပေါ်မှာ ေကောက်ပေါ်မှာဝင်ပြိုင်မဲ့ပါတီတွေကနေပြီးတော့ဒါရေမြောင်းတွေပြန်ဆဲတာတွေအဲအခုလိုမျိုးပေါ့လေဒီစေဝါကုသပေးတယ်ဆိုပြီးတော့ဒါပြုလုပ်တဲ့အကြောင်းအရာတွေပေါ့လေတကယ်တမ်းကတော့ဟန်ပြတယ်ဆိုပြီးတော့အခုလိုမျိုးဒါပြည်သူတွေကိုယ်တိုင်ကရေးသားပေးပို့လာတဲ့ပေးတာကိုဖက်ပြပေးလို့လည်းကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးတာတစ်တောင်းကတော့ကျွန်တော်ရဲ့ဒီ တ်ပါဆိုရင်ဒါသခိုင်းတိုင်းဒေသကြီးကပေးတာတွေကအများပြားလက်ခံရရှိထားတာရှိပါတယ်။အခုဆက်ပြီးတော့ဖျက်ပြပေးမယ်နောက်ထပ်ပေးတာကလည်းဒီသခိုင်းတိုင်းဒေသကြီးထီချိုင်းမြို့နယ်တွေကဂျေတာပြပူလာတဲ့ပေးတာပဲဖြစ်ပါတယ်ခင်ဗျာ။ဖျက်ပြရမယ်ဆိုရင်တော့မင်္ဂလာပါ Talk to DBB ဝိုင်းတော်သားများခင်ဗျာ။ကျွန်တော်ကတော့သခိုင်းတိုင်းဒေသကြီးထီချိုင်းမြို့နယ်မောင်းကုန်းရွာမှာဂျိုင်စိုက်တောင်သူတူဖြစ်ပါတယ်။ကျွန်တော်တို့စီမှာဝေမာစကြားဆက်ယုံရှိပါတယ်။ဆက်ယုံကတောင်သူတွေကိုအခုချိန်ထိကြံဘူးပတ်စံမပေးခြေသေးပါဘူး။ တောင်သူတွေမှာအခက်အခဲအမျိုးမျိုးနဲ့ကြုံနေရပါတယ်။ကျွန်တော်တို့ဒေသဟာ NUG ထိန်းချုပ်နယ်မြေဖြစ်တဲ့အတွက်ကြောင့်တက်ဆိုင်ရာ တောင်ဝန်ရှိသူတွေဖြည့်ရှင်းပေးစေချင်ပါတယ်။တောင်ဝန်ရှိသူများသိရှိရန်ဖက်ကြားပေးပါအောင်ခင်ဗျာဆိုပြီးတော့ဒီစကိုင်းတိုင်းဒေသကြီးထီးရိုင်းမြို့နယ်မောင်ကုန်းရွာကကြံဆိုင်တောင်သူတွေဒါကြံ့ပိုးမရတဲ့အကြောင်းရေးသားပြဖို့လာတဲ့ပေးစာကိုတော်တူ DVC စီကနေပြီးတော့ဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါကောင်ကျော်ရေအခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ကျမတို့စီစဉ်ရဲ့နောက်ဆုံးစာပါရှင်ဒီစာကတော့ဒီစီစဉ်ကိုပတ်တိုင်းပေးပို့နေကြဖြစ်တယ်ပေါ့နော်ဒီငါးမင်းဆောင်ကတာလူလူအောင်လာတဲ့ဘိတ်ကပေးပို့လာတဲ့ပေးစာပါရှင်မင်္ဂလာပါတော့တူတူဘီဘီအကူနဲ့မတို့တဲ့နေကောင်းကြပါစီစကိုင်းတိုင်းကတာခရိုင်လူလူတိုက်ပွဲဥဆောင်ကောမဒီကလုံခြုံစွာနဲ့လွတ်လပ်စွာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်အာမင်းဆောင်ကတာလူလူတပိတ်စစ်ချောင်းကနိုးပုတ်အန်နာကန်ရက်ဂျက်တဂျန်နာရှိန်းစာသားနဲ့အာနာယူကိုတွန်းလှန်ကြဆို သွေးအေးမနေနဲ့စားသားတွေကင်ဆွဲပြီးတော့ဆန္ဒပြတဲ့ပြုလုပ်ခဲ့ပါတယ်စစ်ကောင်စီအကောင့်ထဲပေါ်ကျိုးပန်းနေတဲ့ရွေးကောက်ပွဲဟာအစ်မမဟုတ်ပါဘူးအမဲပေါ်အဖြူတင်တာနေရအတူရောက်ပါပဲပြည်သူလူထုရဲ့အသက်အိုးအိမ်တွေကိုနေ့စဉ်ဘုံကျဲမီးရှို့ဖမ်းဆီးတပ်ဖြတ်နေတဲ့အာနာယူပွဲပါဖက်စစ်ရွေးကောက်ပွဲတပိတ်မှောက်တနက်အောင်မှာမဲမပေးနဲ့အာနာရှင်ကိုငုံမခံနဲ့တုတ်ပြန်ကြအာနာရှင်တွေမုတ်ချကြဆုံးပါစေပီဒီအက်နဲ့တပ်ပေါင်းစုတိုင်းသားညီနောင်အလုံးတိုက်ပွဲတိုင်းအောင်ပါစေ ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ကျင်းသားအားလုံးအမြန်ဆုံးလွတ်မြောက်ပါစေဆိုပြီးတော့ကတာခရိုင်ကမြင်းဆောင်ကတာလူရုအောင်လံတပိတ်ကနိုဝင်ဘာလ9ရက်နေ့မှာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်ဆိုပြီးတော့တပ်ပုံဒီဗီဒီယိုနဲ့တကွပေးပို့လာတာပါရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့အခုတစ်ပတ်ထုံးလွှင့်မှုစီစဉ်ပါဆိုရင်တော့ကျွန်တော်ဒီစကိုင်းတိုင်းကတာခရိုင်တွေကဒါစစ်ကောင်စီရဲ့စစ်တပ်ရဲ့ဥဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုဒါပြည်သူတွေကဆန့်ကျင်တဲ့အကြောင်းကြီးသားပေးပို့လာတဲ့ပေးတာနဲ့ပဲအဆုံးသတ်ပြပါခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ပြည်သူအစားပါစက်အငှားဘေးစာများဖျားခြင်းတော်တူ DVB အစီအစဉ်ကိုအပတ်စဉ်အင်ကာနေတိုင်းအစ်စ်ထုတ်လွှင့်ပြီးတော့နောက်ရက်တွေမှာလည်းထပ်ဆင့်ပြန်လည်ထုတ်လွှင့်ပေးပါရခင်ဗျာ စာရေးသားပေးပို့သူအပေါင်းနဲ့မြန်မာပြည်သူပြည်သားအပေါင်းဒီရန်ကွင်ကွာပြီးတော့ကျမ်းမာချမ်းသာကြပါစေလို့ DPP ဝိုင်းတော်သားတွေကဆုမကောင်းမေတ္တာပို့သပေးလိုက်ရပါတယ်ခင်ဗျာ။